ယခုနှစ်နေပညာတက္ကသိုလ်ဆောင်ပွဲအောင်စင်းမှာအကြများခဲ့တာသင်ကြားရေးစနစ်တွေကကျောင်းသားကျောင်းသူတွေပေါ်နှင်နာတာရှိတဲ့အတွက်နေပညာတက္ကသိုလ်ကျောင်းသားတွေကနိုဝင်ဘာလ20နေ့ကရန်ကုန်မြို့မြန်မာချန်နယ်နဲ့ကိုရဲမှာသတင်းစာရှင်းနေခဲ့ပါတယ်။ကျောင်းသားတွေကကျောင်းနေနဲ့ဆောင်ပွဲပွဲအောင်စင်းဆုံးဖြတ်အမှာဘလို့ပြုလုပ်တာကိုမသိရှိရဘဲအောင်စင်းထွက်မှသာအမှတ်ပေးပုံစံကိုသိရှိခဲ့ရတယ်လို့ပြောပါတယ်။ဒါ့အပြင် ဤပညာတက္ကသိုလ်မှာစာသင်တန်းတစ်ခုကနေတစ်ခုကိုအကူ AGTI မှ B test ကိုဖြည့်ဆို့ရမှာအမှတ်ပေးပုံစံတွေကိုပြောပြသင့်တယ်လို့လည်းသတင်းစာရှင်းလင်းပွဲမှာဤပညာတက္ကသိုလ်ကျောင်းသားတွေကပြောပါဗျာ။ကျောင်းသားတွေရဲ့စာမချက်လို့အဆောင်ဝေဝဲကြတာတဲ့။ဟုတ်ပါပြီ။ကျွန်တော်တို့အင်ဂျင်နီယာကျောင်းသားတွေပါ။အင်ဂျင်နီယာကျောင်းသားတွေဆိုတာစာချက်အောင်မလား၊စာတက်အောင်လုပ်အောင်မလားဆိုတာကျွန်တော်သိချင်ပါတယ်။ကျွန်တော်တို့ကအင်ဂျင်နီယာကျောင်းသားတွေဖြစ်တဲ့အတွက်ကြောင့် practical အမှတ်တွေကို practical အမှတ်တွေ assignment တွေကိုလုပ်တဲ့အဟိုအဲ့ဥစ္စာကိုစစ်ပေးချင်ပါတယ်။ အဲ့ဒီအတွက်ကြောင့်မလို့ပြီးတော့ကျတော့ဟိုဆောင်းဝဲဝဲဆောင်းဝဲဝဲရဲ့အဓိကယူရဲကျတော့ဟိုတိကျမှာဆောင်းဝဲအဓိကယူရဲကျတော့ကျွန်တော်တိထားတာကတော့ ကျောင်းသားကျောင်းသူတွေကိုပုံမတက်မဲ့ပေးစေခြင်းနဲ့စေတနာနဲ့လုပ်ရတာပါပုံမတက်မဲ့ပေးစေခြင်းနဲ့စေတနာဆိုတာကကျောင်းသားကျောင်းသူတွေဟုတ်ပြီမင်းတို့ဒီအမှတ်မှာအားနေချက်ရှိရဲ့အခြားအမှတ်တွေပါလဲဒီအမှတ်တွေမှာအားနေချက်ရှိရဲ့မင်းတို့အားနေချက်ကိုပြင်နိုင်အောင်လို့ကျောင်းသားကျောင်းသူတွေကိုပညာရေးလမ်းကြောင်းမှာပုံမတက်မဲ့ကောင်းမွန်စေအောင်လုပ်ရတဲ့ဟာမျိုးပါကျွန်တော်တို့ကျောင်းသားကျောင်းသူတွေကိုပညာရေးလမ်းကြောင်းကနေပို့လို့စေလို့လုပ်ရတဲ့အဆောင်ဝေးဝေးမျိုးမဟုတ်ပါဘူးအဲ့တော့ကျွန်တော်ပြောချင်တာအာ ရာအကြောင်းသားအကြောင်းသူတွေရဲ့အကြအရှုံးကိုဆုံးဖြတ်ပိုင်မရှိတာအကြောင်းအဆရာဆရာမတွေပါကျွန်တော်တို့ကြားရတာဒီဒီပထမသူတို့အောင်သိမှုဟာနဲ့ဟိုတွေ့ဖယ်ပြီးတော့လုပ်သွားတဲ့အလုပ်တွေပါအဲ့တော့ဒီကျွန်တော်တို့အောင်သိမှုဟာဆိုတာဒီပထမကျွန်တော်တို့အရင်တော့ထုတ်ထားတာ average 65နဲ့ပြည့်အခုကျမှဒီအစည်းအဝေးပြီးတော့မှဓမ္မတာ65ဆိုပြီးကျွန်တော်တို့ထွက်လာတယ်ပေါ့နော်အဲ့တော့ဒီအစည်းအဝေးထုတ်ပြန်ချက်ကိုကြည့်လိုက်လို့ရှိရင်တရားမျှတမှုရှိလားမရှိဘူးလားဆိုတော့တနိုင်ငံလုံးကသိရမှာပါဗျာဘလိုမျိုးမူဝါဒတွေအမျိုးမျိုးပြောင်းလဲနေလဲဆိုတော့တနိုင်ငံလုံးကသိရမှာဒါကျွန်တော်တို့ကသိစေချင်တဲ့စာနာနဲ့ထုတ်ပြန်ခိုင်းတာပေါ့အားလုံးကပွင့်လင်းမြင့်တာမျိုးရှိနေတယ် နိုဝင်ဘာလ16ရက်နေ့ကထုတ်ပြန်ခဲ့တဲ့နည်းပညာတက္ကသိုလ်ဆောင်ွဲအောင်စင်းမှာအကြများခဲ့ပါတယ်။စစ်တွေနည်းပညာတက္ကသိုလ်ကကျောင်းသားတူနဲ့မှော်ပြီးနည်းပညာတက္ကသိုလ်ကကျောင်းသားတူစုစုပေါင်း2ဦးမှကိုကိုကိုအဆုံးစီရင်တဲ့အထိဖြစ်ခဲ့တယ်လို့သိရပါတယ်။အခုလိုနည်းပညာတက္ကသိုလ်ကျောင်းသားတွေယခုနဲ့ဆောင်ွဲပွဲအကြများရတာဟာစာမကျက်တာကျောင်းသားဖြစ်တယ်လို့နိုဝင်ဘာလ16ရက်နေ့ကသိပ္ပံနဲ့နည်းပညာတက္ကသိုလ်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုဦးကသတင်းမီဒီယာတွေနဲ့တွေ့ဆုံပွဲမှာပြောပါတယ်။ သိပ္ပံနယ်နေပညာဝန်ကြီးဌာနအောက်ရှိတက္ကသိုလ်များဟာမကြာမီလွတ်လပ်တဲ့ဖွဲ့စည်းနဲ့ယက်တီကြမှာဖြစ်ကြောင်းထို့သောယက်တီတဲ့အချိန်မှာလွတ်လပ်စွာဆောင်ရွက်ခွင့်ပြုမှာဖြစ်ပေမဲ့ယခုအချိန်မှာလွတ်လပ်စွာဆောင်ရွက်ခြင်းကိုအလုံးစုံခွင့်မပြုနိုင်သေးဘူးလို့ပြောပါရယ်။ဒါကြောင့်ယခုနှစ်အကြမ်းများခဲ့တဲ့ဆောင်ဝဲအောင်စင်တွေကိုဝန်ကြီးဌာနကညှိနှိုင်းမှုရှိအောင်ဆောင်ရွက်ပေးခဲ့တာဖြစ်ကြောင်းအဲ့လိုဆောင်ဝဲအောင်စင်တွေကိုဝန်ကြီးဌာနမှာဝင်ရောက်ညှိနှိုင်းပေးရမှာစာစစ်ဌာနခုနှစ်ကညှိနှိုင်းမှုရှိစေရန်ဆောင်ရွက်ပေးခဲ့တာဖြစ်ကြောင်းဝန်ကြီးကပြောကြားခဲ့ပါရယ်။